Meantime, the US president will meet Vladimir Putin face to face in Budapest during a summit about ending the Ukraine war. The plan was made during a lengthy phone call. Miley Hogan has the details from LA. ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဂျာရာဘရင်းကဖုန်းခေါ်ဆုံးမွေ့တွေဟန်ဂေရီမှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရန်တဘောတူညီခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုလိုက်ပါတယ်။ ။ဩဂတ်စ်လလယ်နောက်ပိုင်းပူတင်နဲ့ပထမဆုံးခေါ်ဆုံးမှုမှာအလွန်အကျုံးဖြစ်ထုံနေဟုဆိုကောင်ဝါရှင်တန်နဲ့မော်စကိုမှာအတင်းများလာမယ့်အပတ်မှာတွေ့ဆုံမယ်လို့ထရန်ကပြောဆိုလိုက်ပါတယ်။ပူတာပတ်မှာပူတင်နဲ့တွေ့ဆုံမဲ့ရက်ကိုတော့အတိမပြုရသေးပါဘူး။အလွန်ရှင်းလင်းပြီးယုံကြည်ရတဲ့ဖုန်းဆက်တွေပြောဆိုမှုအပြီးမှာထိတ်တရအစည်းအဝေးနဲ့ပတ်သက်ပြီးချက်ချင်းစတင်မယ်လို့ခရမလင်ကပြောကြားခဲ့ပါတယ်။ ယူကရိန်းသမ္မတဇလန်စကီအိမ်ပြူတော်ကိုမတော်ရောက်မီတရက်လုံးမှပြုလုပ်ခဲ့တဲ့အဆိုပါဖုံးဆက်ဆွေးနွေးပွဲမှာရုရှားနိုင်ငံတို့နှက်ဆိုင်စွာထုံးဖောက်နိုင်စွမ်းရှိတဲ့ထုံးမဟာဒုံးကျည်များနဲ့ယူကရိန်းကိုလက်နက်တပ်ဆင်ပေးဖို့အတွက်ထရန့်ကချိန်ဆနေချိန်လည်းဖြစ်ပါတယ်မော်စကိုအနေနဲ့ထိုးမဟာများကြောင့်ကြားတည်နေတဲ့ပြိုင်နဲ့ဆွေးနွေးပွဲများပြန်လည်စတင်ရအလင်းလုံးနေတယ်လို့ဇလန်စကီကပြောဆိုခဲ့ပါတယ်။ ဖုန်းခေါ်ဆိုမှုအပြီးမှာထရန်ကောင်၎င်းရဲ့ထရက်ဆိုရှယ်ပလက်ဖောင်းမှာရေးတောဖော်ပြရမှာယူကရိန်းနဲ့စစ်ပွဲပြီးဆုံးတဲ့အခါရုရှားနဲ့အမေရိကန်ကြောင့်ကုန်တွယ်ရေးအကြောင်းအချိန်တော်ကြာဆွေးနွေးခဲ့ကြတယ်လို့ပြောဆိုထားပါတယ်နိုင်ငံသားယဝင်ကြီးမခိုရူဘီယိုကအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်နေပြီးနှနိုင်ငံစလုံးမှာအစစ်မြင့်အကြံပေးပုဂ္ဂိုလ်များအနေနဲ့လာမယ့်သတင်းပတ်မှာတက်မှတ်ထားတဲ့နေရာမှာတွေ့ဆုံမယ်လို့ပြောဆိုထားပါတယ်။ အမေရိကန်ဆိုင်ရာယူကရိန်းတံမတ်ကြီးချက်ဖနီရှာနာကရုရှားအနေနဲ့ယူကရိန်းအပေါ်ညလုံးပေါက်တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြင့်မော်စကိုရဲ့ငြိမ်းချမ်းရေးအပေါ်တဘောထားအစ်အမန်ကိုဖော်ထုတ်ပြသခဲ့တယ်လို့ပြောဆိုထားပါတယ်။ဩဂတ်လကအလက်စကာမှာပြုလုပ်ခဲ့တဲ့မျက်နှာချင်းဆိုင်ထိပ်တီးဆွေးနွေးပွဲမှာငြိမ်းချမ်းရေးတဘောတူညီချက်ကိုဂျောင်းဝေယံဂျိုပန်မှုမှပြက်ပြက်သားသားအောင်မြင်မှုမရရှိခဲ့တဲ့နောက်ပိုင်းထရန့်အနေနဲ့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်၍ပူတင်အပေါ်ပုံမိုတင်းကျပ်သောလမ်းကြောင်းကိုကျင့်သုံးခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲဆုံးသတ်ရန်အတွက်ရုရှားသမ္မတအားကြကြပြန့်ပြန့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများဝင်ရောက်လာအောင်ဆွေးဆောင်နိုင်မယ်လို့အမေရိကန်သမ္မတကမျှော်လင့်ထားတဲ့ထိပ်တီးဆွေးနွေးပွဲအတွက်ဩဂတ်လ15ရက်နေ့ကအမေရိကန်မြေမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ရုရှားအနေနဲ့ယူကရိန်းကိုအပြေအဝကျူးကျော်မှုကို2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တာဖြစ်ပါတယ်။